အမေရိကန်မှာပညာသင်ယူနေတဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇာကိုအပြင်းထန်ပယ်ဖျက်တော့မယ်လို့သမ္မတဒေါ်နယ်ထရန့်ရဲ့ဆိုရကပြောကြားလိုက်ပါတယ်။ဗီဇာရုပ်သိမ်းမှုအတွင်းအရေးကြီးတဲ့နယ်ပယ်တွေမှာပညာသင်ယူနေတဲ့ကျောင်းသားတွေအပြင်တရုတ်ကွန်မြူနတီပါတီနဲ့ဆက်နွယ်နေသူတွေပါဝင်မှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကကြေညာချက်တည်းမှာဖော်ပြထားပါတယ်။အနာဂတ်မှာတရုတ်နဲ့ဟောင်ကောင်ကနေဗီဇာလျှောက်ထားမဲ့သူတွေအပေါ်အရှိန်မြင့်စစ်ဆေးရေးသတ်မှတ်ချက်တွေကိုပြန်လည်တုံးသက်ပြင်ဆင်သွားမှာဖြစ်ကြောင်းဝန်ကြီးရူဘီယိုကဖြည့်ဆွတ်ပြောကြားထားပါသည် ထရန့်ရဲ့အခွန်အောက်ခံမှုကြောင့်စူပါအင်အားကြီးနှစ်နိုင်ငံကြားဖြစ်ပေါ်နေတဲ့အပြန်လက်လက်စားချီခွန်စစ်ပွဲနဲ့အတူဘေကျင်းနဲ့ဝါရှင်တန်ကြားဆက်ဆံရေးဟာမကြသေးခင်လတွေကစတင်ပြီးတော့ဆွေးရလာခဲ့တာဖြစ်ပါတယ်။ဗီဇာလျှောက်ထားတဲ့ကျောင်းသားတွေအတွက်ရက်ချင်းရယူထားမှုအားလုံးကိုပယ်ဖျက်ဖို့ဝင်ကြီးရိုဘီယိုကကမ္ဘာတွင်းမှာရှိတဲ့အမေရိကန်တိုင်အုံတွေကိုမေ26ရက်မှာညွှန်ကြားခဲ့ပါတယ်။ပြည်ရက်နှစ်ကအမေရိကန်မှာပညာသင်ယူနေတဲ့တရုတ်ကျောင်းသား2800လောက်ရှိတယ်လို့ခန့်မှန်းမှုတွေကဖော်ပြနေပါတယ်။အမေရိကန်တက္ကသိုလ်တွေမှာပညာသင်ယူနေတဲ့ ိုင်ငံခြားចောင်းသားတွေထဲမှာတရုတ်ចောင်းသားအများဆုံးဖြစ်ခဲ့ပေမဲ့အဲ့ဒီခြေအနေဟာမကြတဲ့ခင်ကပြောင်းလဲသွားခဲ့ပါတယ်။ကမ္ဘာကယောဂါနဲ့ဂျုံဂျင်းကတားဆီးမှုတွေကြောင့်နှစ်နိုင်ငံခြားဆက်ဆံရေးပိုဆိုးသွားခဲ့ပြီးတော့အမေရိကန်မှာလာရောက်ပညာသင်ယူတဲ့တရုတ်ចောင်းသားအကြီးအကျယ်မကြတဲ့ခင်နှစ်တွေကရောကြသွားခဲ့ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အချက်လက်တွေကဖော်ပြနေပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနကအမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတရုတ်ကျောင်းသားတွေရဲ့ဗီဇာကိုပြင်းပြင်းထန်ထန်ပြဖြတ်သွားမှာဖြစ်ကြောင်းဝင်ကြီးရူဘီယိုကပြောဆိုထားတာဖြစ်ပါတယ်။